မင်္ဂလာပါရှင်ခစ်တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်မင်းအောင်လိုင်းဖန်အံမျိုးတို့လာရောက်ညီဖြစ်၍ BGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရအမိန်ထုတ်ပြီးဖန်အံတခွင်လုံးချုပ်ရေးအထူးတင်းကျပ်ထားမအူပင်တွင်လဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတူခွင့်ပွဲတက်အောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် အကြံဖတ်မရောက်လိုက်မှာယနေ့ကရင်ပြည်နယ်ဖက်အံမျိုးတို့လာရောက်မည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ရေးမြစ်တချို့ကသတင်းဌာနကိုပြောကြားပါရယ်ရမနီအကြံဖတ်စီကောင်ဆောင်မရောက်လိုက်ကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBAE 85ကျိန်မြောင်းစရတု38ဖြောင်းမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းရှင်းမတစင်ဖအံမျိုးတို့လာရောက်ရရှိနေကြောင်းသိရှိရပါတယ် ဖန်ကိုမအားလာလာမှမလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးယူတင်းမလာရအမိန်ထုတ်တယ်ဖန်အမတက်နဲ့တွေးဆောင်ခွေတဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေးဆောင်ပွဲလုပ်မယ်ပြင်းဖန်အန်တောင်ကလေးစေယုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးတွေ့ဖို့ရှိတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်။ထို့ပြင်မင်းအောင်လိုင်ကမအူပင်မြို့နယ်တွင်ဖွင့်လျက်ရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်ရှိနေပြီးရမန်နေ့ကလေးကမအူပင်မြို့တစ်ခုလုံးလမ်းပေးဝဲရဆေးတုပ်ခြင်းလုံခြုံရေးများချထားခြင်း ဝင်ကြီးဌာနအဆောက်အုံများစီးထုတ်ခြင်းများလှုံ့ဆော်လျက်ရှိကြောင်းသိရပါတယ်။နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီဟုမအူပင်အခြေစိုက်ဒေတာကင်းထောက်တရင်ရင်းမြစ်ကရှင်းပြပါတယ်။ဆလပီအေအေကနရိတ်ကန်လေးချောင်းရံကောက်ွက်ရေးပြူဟောက်ကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်လီဒီတွေနဲ့ရိတ်ခါတွေဆက်လက်ချပေးနေရ။ဂုတ်ကြီးရွာလမ်းတင်နဲ့ပတ်စီရွာလမ်းဟောင်းကနေစစ်ကူလာတဲ့စစ်ကြောင်းနှစ်ကြောင်းမှလည်းထက်တောက်တိုက်ခိုက်ခံနေရတဲ့အတွက် အသေးအပြောက်များပြီးရှည်တိုးမရောက်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမ်ဘရာလန်ပေါ်ရှိနေရီကန်လေချောင်းရံကောက်ွယ်ရေးပြူဟာကိုအာရကတက်တော်မှဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်အဲ့ဒီစခန်းကိုလေဒီနဲ့နေ့စဉ်လို့လို့ရေခါတွေလာရောက်ချပေးနေတယ်လို့သတင်းရရှိပါတယ်။တခြားတစ်ဖက်မှာလေဒီချောင်းရံကောက်ွယ်ရေးပြူဟာတို့စီကူလာတဲ့စစ်ကြောင်းနှစ်ကြောင်းမှလည်းတလာနီးပါကြလာပြီးဖြစ်ပေမဲ့လန်တလျှောက်မှာအေအေရဲ့ဖြတ်တောက်တိုက်ခိုက်ခံရတဲ့အတွက်အသေးပြောက်များပြီးရှေ့သို့တိုးမရောက်ဖြစ်နေတယ်လို့ဒေတာအတွင်းရှိစစ်ရေးတရင်ရှိမြတ်တအူကတရင်ဌာနကိုပြောပါတယ် ဆက်လက်ပြီးမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းပိုက်တွင်ဝမ်ပေါင်ချင်းဤတဲ့ရင်တန်းကိုလုံခြုံရေးယူပေးနေသည့်စစ်ကားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းပိုက်တနေရာတွင်အကြံဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း Area 71 LBDF မုံရွာတပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကသတင်းဌာနကိုပြောကြားပါတယ်။ ်ယမန်နေ့နိုဝင်ဘာလ14ရက်နေ့နံနက်8:53မိနစ်ကစာလင်းမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှကျင်းနီများတည်ဆောင်လာသည့်တွဲက23စီးပါရင်တန်းကိုလုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေသောမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှာတံပြားကကဂျမ်းမာတက်ဆင်ထားသည့်ရှင်6စီးကိုမုံရွာချောင်းဦးလမ်းပိုက်တနေရာတွင်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်။မနေ့တုန်းကမိုင်းကနှစ်ဖွဲတိုက်တာနှစ်ဖွဲကရှင်းနောက်တွင်ပြိုင်ဆွဲလိုက်ကြတာ အဲဒီကားတန်းမောင်းနဲ့နှစ်ယောက်တည်တယ်လို့ကြားတယ်။ဘဲဖွဲကမိုင်းကထိတာလဲတော့မသိဘူး။အခုလောလောဆယ်တော့လမ်းပေါ်မှာပြည်သူကားတွေကပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေရှင်းခိုင်းနေတယ်။ပြီးတော့မနေ့တုန်းကဆိုရင်အသက်လူကြီးမုံရွေးရွာတဲ့ကိုလက်နက်ကြီးနဲ့လှမ်းပစ်တယ်။ Area 71 LBDF မုံရွာတပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကသတင်းဌာနကိုပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူကားခွေရဲဖွဲ့မုံရွာမြို့နယ်ပါကာဖာမိုင်းအဖွဲ့မှဦးဆောင်ပြီး Area 71 LBDF မုံရွာနှင့် Golden Peacock Attachment အဖွဲ့တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒီကောက်ွက်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေကြကြောင်းသိရပါတယ်။အခုချိန်မှာစကမကရွေးကောက်ွက်လုံးမဲ့အချိန်မှာစကရီကမြို့တွေမှာဆိုရင်မြို့ဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်စစ်ဆီးနေတဲ့အချိန်ကျွန်တော်တို့ PDF တွေကလည်းစကမရဲ့လှုပ်ဆောင်ချက်မှန်သမျှကိုအားစိုက်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့ထုတ်ပြန်ချက်လေးတွေကိုနားဆင်ပြီးတော့လိုက်နာပေးကြဖို့ပြောချင်ပါတယ်။သူတို့ကပြည်သူတွေကိုပဲဒုက္ခပေးမှာ PDF တွေလောက်ရင်လည်း ြည်သူတွေကိုဒုက္ခပေးမှာပြည်သူက PDF ကိုအမုန်းပွားအောင်ဂျမင်သက်သက်လုပ်နေတာအဲ့ဒါလေးတွေကြောင့်လမ်းပိုင်းဖြတ်တန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေကထုတ်တဲ့အကြေညာချက်လေးတွေကိုလိုင်းနာပေးကြဖို့တောင်းဆိုကြပါတယ်လို့ပြောကြပါတယ်လို့ Area 71 LBDF မုံရတပ်ဖွဲ့ကောင်းဆောင်ကိုထွန်းကတိုက်တွန်းပြောကြပါတယ်ဆလပီမောထောင်တိုက်ပွဲမှာစစ်ကော်မရှင်တပ်သား40ကျော်ဖမ်းဆီးမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မောတောင်မြို့တိုက်ပွဲတွင်စစ်ကောင်မရှင်တပ်သား40ကျော်ဖမ်းဆီးရရှိခဲ့တယ်လို့ဗမာပြည်သူ့လူမျိုးရေးတပ်တော် BPL ကသတင်းထုတ်ပြန်ထားပါတယ်။ဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေရဲ့ရုပ်သံဖိုင်ကို CDM ဗိုလ်မှူးတင်လင်းအောင်ကလူမှုကွန်ရက်မှာဒီကနေ့ဖော်ပြထားပါတယ်။မောတောင်မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကနိုဝင်ဘာ14ရက်မနေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်တုံးပန်းတွေအပြင်120မမလက်နက်ကြီး2လမ်း၊ G 189တောင်း 0.5ဆက်တနက်တလန်60မမ3လန် RPG 2လန်ငကြင်းမီတလန်လက်နက်ငယ်36လန်နဲ့တခြားလက်နက်ခဲယံများစွာသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးရေမြို့နယ်ရွာကလေးနယ်ဝါရဟိုင်းရွာအကြစစ်တပ်နှင့်ရေဘလူအဖွဲ့တို့တိုက်ပွဲဖြစ်ပြီးစစ်သား9ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်ရွာကလေးနယ် ဝါယဟိုင်းရွာကြားတွင်အကြံဖက်စစ်တပ်နှင့်ရေးဘလူအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်သား9ဦးသေကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေးဘလူတပ်ဖွဲ့၏ကောင်ဆောင်တရင်မှုရေးဘလူကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ14ရက်နေ့တွင်စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်သားများကိုရေးဘလူအဖွဲ့ကအသာစီးရယူ၍တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားချိန်45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါရယ်တိုက်ပွဲဖြစ်တဲ့နေရာကရွာကလေးနဲ့ဝါယဟိုင်းကြားထဲမှာရန်သူဘက်ကတိုက်စုံမှု9ဦးရှိတဲ့ ဒဏ်ရာရတာလည်းရှိတယ်။ဒဏ်ရာရတာကြတော့အာယုတောင်ကိုပြန်ဖို့ချသွားတယ်။ကျွန်တော်တို့နဲ့သူတို့နဲ့ကရွာကလေးရွာသူတို့ကြော်လာခဲ့တယ်။ဝါယာဟိုင်းကြလို့ပြောလို့ရတယ်အဲ့ဒီမှာတီတွေးမှုဖြစ်တယ်တိုက်ပွဲဖြစ်ပွားချိန်က45မိနစ်လောက်ရှိတယ်ကျွန်တော်တို့ဗတ်ချန်ကလက်ဦးမှုအရင်ရတယ်သူတို့ကကျွန်တော်တို့ရဲ့ရှိတဲ့ target အထိုင်နေရာကိုပဲကျဲတာပေါ့ကျွန်တော်တို့ကသတင်းအရင်ရတော့အသာစီးဖြစ်ရတယ်ရန်သူဘက်ကထိခိုက်မှုများတယ် ထိခိုက်မှုများတော့သူ့ဥတီချက်တွေထပ်မရွေပဲနဲ့စစ်ကြောင်းကကျွန်တော်တို့နဲ့ပြစ်တဲ့နေရာအနီးတောထဲမှာပဲငြိမ်သွားတယ်ဟုရေဘလူတပ်ဖွဲ့ဤတည်ရင်မှုကသတင်းဌာနကိုပြောကြားပါတယ်ယနေ့နိုဝင်ဘာလ15ရက်နေ့နဲ့နောက်ပိုင်းတွင်မူအကြမ်းဖက်စစ်သားများကစစ်ကြောင်းထပ်မတိုးတော့ပဲပြန်ဆုတ်သွားတဲ့အပြင်ဖမ်းဆီးထားတဲ့စသည့်ဒေသခံများကိုလည်းပြန်လွတ်ပေးသည်ဟုကြားသိရကြောင်းရေဘလူတပ်ဖွဲ့ထံမှသိရပါတယ်။ဒီတစ်ခါတော့သူတို့ဘက်ကတိုးလာတဲ့စစ်ကြောင်းအယံကိုအတိနာသွားတယ်ဟုရေဘလူတပ်ဖွဲ့ဤတည်ရင်မှုကပြောကြားပါတယ်။ မွန်ပြည်နယ်ရေမြွနယ်တွင်စစ်တပ်ကရေဘလူးတပ်ဖွဲ့ကိုစစ်ကြောင်းထုတ်ပြီးနေပြည်တော်ရှင်းလင်းရန်ကြိုးစားတော်လဲ၃နှစ်ကျော်ကြာလာသည့်အထိရေဘလူးတပ်ဖွဲ့ကသာအသာစီးဖြင့်စစ်တပ်ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ချေမှုန်းနိုင်ခဲ့ကြောင်းမွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတရင်ရင်းမြစ်တချို့ကပြောဆိုကြပါတယ်ဆလပီလောင်လုံးမြို့နယ်အတွင်းစစ်တပ်ကကြီးရီလီစစ်စင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုံးလိုက်များပါဖြတ်တောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းအချမ်းဖတ်စစ်တပ်ကကြီးရီလီစစ်စင်ရေးဖြင့် စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုန်းလိုင်းများပါဖြတ်တောက်ထားကြောင်းဒေသခံပြည်သူများနဲ့စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးလောင်လုံးမြို့အနီးရှိရင်းမော်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်ဒေါ်လန်ရေးတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုးစစ်ကြောင်းသည်လက်ရှိချိန်ထိရင်းမော်ရွာမှာပြန်လည်ဆုတ်ခွာခြင်းမရှိသေးပေဒေါ်လန်ရေးတပ်ဖွဲ့ဝင်များနဲ့စစ်ရေးဆက်လက်တင်းမာနေစေဖြစ်ကြောင်း ရင်းစစ်ကြောင်းကိုတော်လရေးတပ်ဖွဲ့များကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခြင်းများကြောင့်စစ်ကြောင်းကညှင်းမော်ရွာအတွင်မှရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ထို့သောစစ်ကြောင်းဆက်လက်တိုးနိုင်ခြင်းမရှိသောကြောင်းအကြံဖတ်စစ်တပ်ကလောင်လုံးမြို့နယ်အတွင်ကြီးရည်လေးစစ်စင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းထို့ပြင်ဒဝဲမြို့ပေါ်တွင်လည်းအကြံဖတ်စစ်တပ်ကအင်အားဖြည့်တင်ထားပြီးလောင်လုံးမြို့နယ်အတွင်ရေလံဖြင့်ပို့ဆောင်ရန်ပြင်ဆင်နေကြောင်းလောင်လုံးမြို့နယ်အတွင်ဖုံးလိုင်းများကိုလည်းစစ်တပ်ကဖြတ်တောက်ထားကြောင်းသိရပါသည် အခုစစ်ခွေးတွေကကြီးရည်လေးစစ်စင်ရည်ပုံစံမျိုးနဲ့လောင်းလုံးမျိုးနဲ့တခုလုံးကိုစစ်ကြောင်းထိုးမဲ့ပုံစံရှိနေတယ်။အခုလည်းရဟတ်ရင်တွေတောက်လျှောက်ကိုပြန်တန်းနေတယ်။ရှေးကြောင်းမှလည်းစစ်သင်္ဘောတွေအကုန်လုံးဖြန့်ကျက်ထားတယ်။သူတို့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်။မြို့နယ်တခုလုံးကိုလည်းဖုံးလိုင်းတွေဖြတ်ထားတယ်။အခြေအနေကတော်တော်လေးရှုပ်ထွေးနေတယ်။လောင်းလုံးမျိုးနယ်တခုလုံးကိုစစ်စင်ရည်လုံးမဲ့ပုံစံမျိုးဖြစ်နေတယ်။လမ်းကြောင်းတွေလည်းအကုန်လုံးဖြတ်တောက်နေတယ်ဟုစစ်ရေးတရင်ရင်မြက်ကပြောဆိုပါတယ်။ ထို့ပြင်အော်တိုဘာလ26ရက်နေ့ကလည်းလောင်လုံးမြို့နယ်မောင်မကန်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းစခန်းသိမ်းတိုက်ပွဲအတွင်းအချမ်းဖတ်စစ်တပ်မှဆက်နက်ဦးသေးဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး UC အမျိုးအစားတနက်6လံ G3 အမျိုးအစားတနက်9လံ Shotgun Smoke Gun 2လံကွန်မန်ဒိုစိန်ပြောင်း2လံ6လုံးပြူလေးလံစုစုပေါင်းလက်နက်မျိုးစုံ21လံချမ်ပါ12လုံးနဲ့ခရရန်များတင်စီရမိခဲ့ကြောင်းသိရပါတယ် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်